ဆက်မယ်ဆိုခုနကကျွန်တော်ပြောမလို့ဒီနေရာမှာကျွန်တော်တို့ထက်စီတောင်၃လုံး၄သူ့ရဲ့တပွဲကြော်မှာခွန်ထိတ်เนาะသူကနေအပေါ်ကိုတက်သွားလိုက်ဒီလိုပဲထက်စီတောင်၃လုံးဒီမှာ၄လို့ရတယ်တပွဲကြော်မှာ၈ထိတ်เนาะခွန်ထိတ်၈ထိတ်အခုတခါကျွန်တော်တို့ဒီမှာထက်စီတောင်၃လုံး၄သူ့ရဲ့တပွဲကြော်ကျွန်တော်တို့၉ထိတ်เนาะအဲ့ဒီ၉ထိတ်နဲ့ကျွန်တော်အဲ့ဒီ site ထဲမှာတွဲရိုက်မိခဏတစ်ခွက်ကျွန်တော်ပြအဲ့ဒီ၉ထိတ်ကိုမနေ့ကလည်းကျွန်တော်၉ထိတ်ပြပြီးသားပါ အဲ့ဒီမှာတဲ့သူကအဲ့ဒီ line နဲ့မှာကျွန်တော်တို့ဒီငါချစ်ရှစ်နော်ငါချစ်ရှစ်ဆိုတဲ့ကနေကအဲ့ဒီနေ့ဒီမှာပြန်ကြနော်658ပြန်ကြကြကြပြီကြနေအဲ့ဒီသူ့ဇောင်းမှာရှိတဲ့ခဏက။ဩတိုင်ပိတ်တယ်တဲ့တဝက်ကြီးပဲယော့တယ်။ဩအဲ့ဒါကြောင့်ခွန်။သူ့ကြီးတော်မှာတဝက်ပဲယော့တယ်။อืมအဲ့တော့ဒီခဏကသူ့ရဲ့ဇောင်း ပြန်ကြကဏ္ဍရဲ့ဇောင်းကကဏ္ဍကသူကနေပြီးတော့1 2 3 4 5 6 9နှစ်နော်အဲ့ဒီ9 9 6ဆိုတဲ့ကဏ္ဍကသူကနေပြီးတော့1 2 3 4 5 6 9နှစ်မြောက်ထဲမှာဒီသူကထွက်တယ်ထွက်တော့အဲ့ဒီကောင်ကိုထိတ်စီအောင်မသူထွက်တယ်နော်ကိုထိတ်စီအောင်မသူထွက်တယ်9 9 6တခါကျွန်တော်တို့အခုတခါဒီမှာ9 3 5နော်9 3 5ဆိုတဲ့ကဏ္ဍပြန်ကြကြ ကြာပြီကနေသူ့ဆောင်ရခံတယ်ဒီမှာကျွန်တော်တို့ရေးလိုက်တော့2 4 6 8နှစ်เนาะ8နှစ်မြောက်ကိုသူတွားထွက်တယ်အခုဒီမှာကြာတော့6နှစ်မြောက်တွားထွက်တယ်เนาะဒီပညာကဏ္ဍရဲ့ဆောင်ရကောင်1 2 3 4 5 6เนาะ6နှစ်မြောက်မှာသူတွားထွက်မယ်ကိုထိတ်စီအောင်မှာသူတွားထွက်ဒီကဏ္ဍ6နှစ်မြောက်เนาะအဲ့တော့8နှစ်ကျွန်တော်တို့ဒီကဏ္ဍဒီ8နှစ်တွားထွက်တယ်ဒီပညာကဏ္ဍရဲ့ဆောင်ရကောင်ဒီ6နှစ်မြောက်တွားထွက်တယ် ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ938ပြန်ကြကြတာရှိတယ်နော်အဲ့ဒီပြန်ကြကဏ္ဍကဇောင်းက935ဒီ1234 5ညမြောက်ဒီနှစ်သေးဘူးဒီပွဲကိုကျွန်တော်တို့ကိုထိတ်စီးနဲ့ထဲ့တော့နော်အဲ့တော့ဒီကတနှစ်ချော့နဲ့ပို့လာတဲ့ခဏပြီးခဲ့တဲ့ပွဲကအဲ့တနှစ်ချော့နဲ့ကိုကျွန်တော်တွေ့ရတာနဲ့မပြလိုက်တာရှိတယ်အဲ့ဆိုင်ပြီးမှကျွန်တော်ပြန်ပြောပြမယ်နော်ပြန်ပြောပြမယ်ဆိုတော့သူကဒီဒီပြန်ကြကဏ္ဍဇောင်းကကောင်ဒီ9ညမြောက်ကိုဒီတော့ထွက်လိုက်တော့ကိုထိတ်စီးရဲ့အောက်မှာသူထွက်တာဟုတ်တယ် ်နောက်တစ်ခါရှေ့နှစ်နှစ်ကျော်မှ633တို့ထဲစီ3လုံးထောင်ထားတဲ့စောင်းမှသူထွက်တယ်နော်အဲ့ဒီမှာ633နော်633ပြီးတော့တစ်ခါဒီပြန်ကြာခဏရဲ့စောင်းကကောင်းတယ်6နှစ်မြောက်သွားထွက်တော့ကိုထဲစီအောင်မှထွက်တယ်နောက်တစ်ခါဒီမှာသူတို့ထွက်တော့နှစ်ကွက်ထွက်တယ်နော်ထွက်တော့633ပြီး6 2လို့ထဲစီ6ထဲစီအောင်မှပြစ်ထိတ်နှလုံးထောင်ထွက်တဲ့ဒီအောင်မှ3ထိတ်နှလုံးထောင်633နဲ့အချိန်တိုင်းနော်6ထိတ်ဒီအောင်မှနှစ်ထိတ်နှလုံးထောင်6 2နဲ့အချိန်တိုင်းမှာဒီကဏ္ဍပြန်ကြာစောင်းကကဏ္ဍလာထည့်တယ်လား နော်အောက်ကကောင်းကိုကြည့်ရင်ကိုထိတ်စီအောက်မှာသူထည့်သွားတာနှစ်မျိုးလုံးတဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကနေအခုကိုထိတ်စီအောက်မှာကျွန်တော်တို့ထည့်လို့ရတယ်လို့ဒီမှာ6 1ဆိုပြီး6ထိတ်စီအောက်မှာနော်တစ်ထိတ်စီနှလုံးထောင်ထားတဲ့မြင်းကုတ်ဒီဘွဲမှာကိုထိတ်စီနဲ့ကို93ဆိုတဲ့ကနေတစ်ခွက်ထည့်လို့ရတယ်နော်တွေ့ဒီအထောင်3လုံး4တဝဲကျော်ခွန်ထိတ်အထောင်3လုံး4တဝဲကျော်8ထိတ်အထောင်3လုံးအထောင်3လုံး4တဝဲကျော်ကိုထိတ်ဆိုရင်ဒီကနေကိုကျွန်တော်တို့ကိုထိတ်နဲ့ကို93လို့ကျွန်တော်တို့ထည့်လို့ရတယ်နော် အဲ့ဒီကိုထိတ်ကတခြားလိုင်းတွေလည်းရှိပါသေးတယ်ကျွန်တော်မပြောတော့เนาะအဲ့တော့ကျွန်တော်တို့ပြကျင်တဲ့ကဏ္ဍဒီကဏ္ဍကကျွန်တော်ကတ်ထဲမှာဒူအောလို့ကျွန်တော်ထည့်ပေးလိုက်ပါเนาะဒူအောကဏ္ဍကိုကျွန်တော်စောကြီးပြလိုက်တယ်ပါအောကဏ္ဍကတော့ပြချင်မှလည်းပြမယ်အနာနေရင်ကဏ္ဍလောက်လည်းတင်ရင်ပြချင်လည်းတင်ပေးမယ်ပေါ့เนาะစိုက်တွေကတော့ရှိတယ်သိပ်ပြီးတော့မပြချင်ဘူးဒီကဏ္ဍကျွန်တော်စော်မလို့အဲ့တော့စော်မယ့်ကဏ္ဍကိုဒီဘွဲလိုင်းပေါ်ကိုတင်ပေးချင်မှလည်းတင်ပေးမယ်ကဏ္ဍကတော့တင်ပေးမှာပါเนาะ ကျွန်တော်ကတော့တင်ပေးမယ်ထွက်တဲ့နေ့ကျရင်ကျွန်တော်တင်ပေးမယ်ဟိုစောစောလိုချင်တယ်ဆိုရင်တော့เนาะစာရွက်ဖို့ခဲတယ်မို့လေစေတနာကြီးပေးရင်တော့ကျွန်တော်စောစောပေးတဲ့လူတော့ကိုပို့ပေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တုံ၃အော်ခိုင်းနေဘွဲတုံးကကျွန်တော်ကနန်းနေအစောကြီးကျွန်တော်ပို့တယ်ဆဲထွက်ပြီးတော့တပတ်အတွင်းမှာကျွန်တော်ပို့လိုက်တော့ Telegram group တွေ Messenger group တွေမှာတွားပြီးတော့ကျွန်တော်ရှေ့ကကနန်းယူအဲ့ဒီကတ်တွေသူတို့အဲ့မှာတွားတင်မတင်သေးချင်လို့တော့ပြောတာမဟုတ်ဘူးဗျာเนาะဒါပေမဲ့ကျွန်တော်က ကိုစီကလိုချင်ထိုးချင်ကျွန်တော်ကနန်းထိုးချင်တဲ့လူလောက်ပဲကျွန်တော်ပေးတာအဲ့လိုဂရုတွေကိုသွားပြီးတင်ဖို့ကျွန်တော်ပေးတာမဟုတ်ဘူးနော်လူတွေသွားတင်တဲ့ခါကျတော့ဂရုတွေမှာကျွန်တော်ပရိသတ်ဟုတ်တာလည်းရှိမယ်မဟုတ်တာလည်းရှိမယ်ကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့လူလည်းရှိမယ်နော်အဲ့လိုမျိုးလေးကျွန်တော်မကြိုက်ဘူးကျွန်တော်ရှင်းရှင်းပြောတာကျွန်တော်ကနန်းတွေကို Messenger ဂရုတွေ Telegram ဂရုတွေဘာတွေညာတွေသွားမတင်နဲ့နော်ကျွန်တော်မကြိုက်ဘူးတိရင်တင်တဲ့လူကျွန်တော်တိကျွန်တော် block ဒါကြောင့်မို့ဒီဘွဲကိုလည်းကျွန်တော်စောကြီးမပေးဘူးဖတ်တဲ့ရမှာပေးတယ် တော့ဒီကနေ့ကကျွန်တော်ညှိုးထားတာပြီးခဲ့တဲ့ဘွဲကကျွန်တော်နားပြီးတော့ကိုကျွန်တော်ဒီဘွဲကိုအတွက်ကိုကျွန်တော်ညှိုးထားတဲ့ခဏ။ကဲတော့ထားလိုက်တော့နော်စောစောလိုချင်ရင်တော့ကိုနီကိုဟန်နဲ့ရအောင်ယူပေါ့။အဲ့တော့ကျွန်တော်ပြောဖို့ပါတယ်ဒီ line ကနော်။ကျွန်တော်တို့၅ဆုံးခုနှစ်က၅ဆုံးခုနှစ်85နော်ဒီမှာ84 85ခု၅ဆုံးခုနှစ်ကခွန်ခါအပူခွားရဲ့အောက်မှာနောက်ပေါင်း9ကြတယ်နော်။အဲ့ဒီနောက်ပေါင်း9 45အတွဲတည် ငါးဆုံးကနေငါးဆုံးခုနှစ်ထဲမှာနောက်ပေါင်း6လို့စကြရင်45အထိုင်မပြောင်းဘူးနောက်ပေါင်း6တွေကြရတယ်။နော်ကြရတယ်။ကြပြရတယ်အဲ့ဒီ9နောက်ပိတ်ဒီအဲ့ဒီ9နောက်ပိတ်ဒီအဲ့ဒီနှစ်ထဲမှာ9နောက်ပိတ်ကအဲ့ဒီနှစ်ထဲမှာဂျားထဲမှာ9နောက်ပိတ်ဆိုတာတလုံးမှကိုသူမထွက်မထွက်ဘူးမထွက်ဘူးမထွက်ဘူးနော်မထွက်ဘူးအဲ့ဒီ9နောက်ပိတ်ဒီမှာလာထွက်တော့9 6ဆိုပြီးသူထွက်တယ်နော်ကျွန်တော်တို့တိတ်တိတ်စီးရဲ့နှစ်နှစ်ကျော်မြင်းကုန်မှာအဲ့ဒီ9နောက်ပိတ်လို့လာထွက်တယ်အဲ့တော့အဲ့ဒီ9နောက်ပိတ်ထွက်တော့မယ်ဆိုရင် အဲ့ဒီငါးနောက်ပိတ်ဖတ်တော့မယ်ဆိုရင်တဲ့သူကအဲ့ဒီတစ်ထိတ်စီရဲ့နှစ်နှစ်ကျော်မှထွက်မှာမဟုတ်လို့တစ်ထိတ်စီရဲ့အောက်နှစ်ပွဲကျော်မှာငါးနောက်ပိတ်ရှစ်ခါကိုထိတ်၅၈၉ဆိုပြီးတော့ဒီလိုစောင်းထိုးခဲ့အဲ့ဒီ၅၈၉ဆိုတဲ့ငါးနောက်ပိတ်ကလေးကဒီတစ်ထိတ်စီရဲ့နှစ်နှစ်ကျော်မြင်းကုန်မှာငါးနောက်ပိတ်လို့သူပြန်ကြားလိုက်တာနဲ့၅၈၉ဆိုတဲ့ကနေ၅၈၉လို့သူတွားထွက်နော်တွားထွက်တယ် အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယကတ်ကိုသွားတော့95ခုနှစ်မှာခွန်အလဲတန်ရဲ့အပူအခွရဲ့အောက်နော်ခွန်လဲတန်အပူအခွရဲ့အောက်မှာခုနက5ပိတ်ပြီးတော့ဒီမှာ4ပိတ်နဲ့နောက်ပေါင်း6ဆိုတာသူစကြတယ်နော်အဲ့တော့အဲ့4အပိတ်နဲ့နောက်ပေါင်း6ဆိုတာစကြလို့အဲ့ဒီနောက်ပေါင်း6ဒီ2005ခုနှစ်မှာနောက်ပေါင်း6ကို54ဒီ54အတွဲအငိမ်လိုက်ပြုတ်မနေနော်နောက်ပေါင်း6စကြရင်54ရ54အတွဲကြမယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ် တော့အဲ့ဒီလေးဒီအဲ့ဒီနေ့တည်းမှာဈာတဲ့လေးနောက်ပိတ်လုံးလုံးပြောက်တာဒီရောက်မှထွက်တာနှလုံးမြောက်လေးနောက်ပိတ်ထွက်တော့နော်အဲ့ဒီနှလုံးမြောက်လေးနောက်ပိတ်ဒီတစ်ထိတ်စီရဲ့နှစ်ပွဲကြောင့်မှထွက်တာအဲ့တစ်ထိတ်စီနှစ်ပွဲကြောင့်မှထွက်တော့အဲ့ဒီတစ်ထိတ်စီရဲ့အောက်နှစ်ပွဲကြောင့်မှလေးနောက်ပိတ်၃ခါတစ်အထိတ်လို့ရှိနော်၄၃ဆိုတဲ့ကဏ္ဍလေးဒီနှစ်ပင်ကျော်တစ်ထိတ်စီရဲ့မြင်းကုန်မှာ၄၃တစ်လို့ထွက်၄၃တစ်လို့ လေး၃၁တို့ဒဲ့ထွက်တယ်နော်ပထမကမှာငါးနောက်ပိတ်နှလုံးမြောက်ကနေဒီ၅၈၉ကို၅၈၉လို့နောက်ကနေလှမ်းပြီးထွက်တာနော်၅၈၉ကို၅၈၉လို့ထွက်တယ်လေး၃၁ကို၄၃၁တို့ထွက်တယ်နော်ထွက်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီလို့ထွက်တယ်ဆိုရင်ကျွန်တော်တို့ကအခု2015ခုနှစ်ထဲမှာနောက်ပေါင်း6 နော်ဒီမှာနောက်ပေါင်းကိုးရှိတယ်မဟုတ်ဘူးနော်ခွန်ခလဲတိုင်းနဲ့အပူခွားရဲ့အောက်မှာနောက်ပေါင်းကိုးကို၃နောက်ပိတ်နဲ့ကိုးတယ်အဲ့ဒီ၃နောက်ပိတ်နဲ့ကိုးသည်2025ခုနှစ်ထဲမှာနောက်ပေါင်းကိုးလို့စကြရင်63အတွင်းနဲ့ကြမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ဒီမှာတဲကပြောခဲ့တာဒီမှာလည်းဒီနေရာမှာလည်းအောက်ခဲ့တယ်မထွက်လာဒီရောက်မှထွက်တယ်ထွက်တော့အဲ့ဒီ63လို့ထွက်တယ်၃နောက်ပိတ်ကလေးဒီအဲ့ဒီနဲ့တဲမှာနှလုံးမြောက်၃နောက်ပဲလို့သူကြမယ်ဆိုရင် နော်တစ်ထိတ်စီဒီမှာလေးတစ်ထိတ်စီရှိတယ်နော်ဒီမှာမထွက်သွားဘူးပြီးခဲ့တယ်ကွာထွက်သွားခဲ့ရင်တော့၃နောက်ပိတ်ကျွန်တော်ခံရအောင်ပါအဲ့တော့အဲ့ဒီတစ်ထိတ်စီရဲ့နှစ်နှစ်ကျော်ငင်းကုန်ပါအဲ့ဒီ၃နောက်ပိတ်နှလုံးမြောက်ကိုသူချပေးတယ်ကတ်အဲ့တော့အဲ့တစ်ထိတ်စီရဲ့အောက်နှစ်ပွဲကျော်မှာအဲ့ဒီ၃လေးကနောက်ပိတ်လို့သူခံပြီးတော့၃၉၅ဆိုနှစ်ဦးကနော်နှစ်ဦးမှာကျွန်တော်တို့၅ထိတ်စီရှိတယ်အဲ့ဒီ3ဒီ6ဒီ5 6 3 5ဆိုတဲ့ခဏလေးကဒီနေရာမှာကျွန်တော်တို့ 395လို့များထွက်မလားဓာတ်ဆိုင်ရကတော့တဲ့ဒီလို့ထွက်ခိုင်းတာကျွန်တော်ကတော့မကြိုက်ဘူးအဲ့လို6ထိနေပဲကြာ953လို့ကြာနော်အဲ့တော့ဒီပွဲမှာ3နောက်ပိတ်ကတော့ညင်းစရာမရှိဘူးနော်ဟုတ်ပြီအဲ့အဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီကဏ္ဍမှာကြာခင်ဒီ9နောက်ပိတ်မှာကြာခင်ပရိတ်၄နော်၄ပရိတ်9နောက်ပိတ်9ပါဝါ3ညအပိတ် နော်သူကအဲ့လိုထွက်ထလာတာရှိအဲ့ဒီ၄ဘရက်ရဲ့အောက်နှစ်ဘွဲကျော်မှာမှနော်နှစ်ဘွဲကျော်ဇောင်းလေးပေါ့နော်ဒီ၄ဘရက်ရဲ့နှစ်ဘွဲကျော်ဇောင်းလေးမှာပါအဲ့ဒီငားဒီအဲ့ဒီနှစ်သေးကနောက်ပေါင်းကိုစကြခဲ့တယ်ငားနောက်ပိတ်နှလုံးမြောက်ငားနောက်ပိတ်ဖြစ်တာပေါ့နော်အဲ့ပြီးခဲ့တဲ့ဘွဲကအပေါ်မှာရှေးပေါင်း30ဒီလာခါရပါဝါရိုက်မှလာကျွန်တော်လိုက်တွေးသေးတယ်မပေးဘူးမပေးလည်းနေပြီစီတော့နော်မတတ်နိုင်ဘူးအဲ့ဒုတိယကဒီလေးနောက်ပိတ်ကလေးနဲ့နောက်ပေါင်းကိုဒီ ဒီမှာ၄နောက်ပိတ်နဲ့နောက်ပေါင်း၉လို့စကြလိုက်တော့အဲ့ဒီ၄ပိတ်ကလေးဒီနောက်တက်တဲ့ချိန်၄ပိတ်လို့မကြခင်သူ့ဆောင်နှစ်ပွဲကြောင့်မှာခုနက၄ပိတ်အခုဒီမှာ၃ပိတ်လို့ခဲ့နော်သူ့ဘောက၆နောက်ပိတ်၆ပါဝါ၁ပိတ်လို့ကစားခဲ့နော်အဲ့လိုကစားခဲ့ပြီးမှဒီနေရာမှာ၄နောက်ပိတ်နှလုံးမြောက်ကဏ္ဍကိုထည့်ထည့်တဲ့ကဏ္ဍဒီ၄၃၁ဆိုတဲ့ကဏ္ဍက၄၃၁လို့ထွက်တယ်နော်အဲ့တော့၅၈၉ကို၅၈၉လို့ထွက်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ ီမှာ၃နောက်ဖိတ်ခွန်ခါရဲ့အောက်မှာ၃နောက်ဖိတ်နဲ့နောက်ပေါင်း၉ကိုရိုက်ခဲ့လို့အဲ့ဒီ၃ဖိတ်ကလေးဒီငါးစုံနဲ့ခုနှစ်မှာ၃နောက်ဖိတ်လို့စကြတာနဲ့ဘာ၉နဲ့၃နဲ့၆အတွဲလိုက်နဲ့ကြတယ်အဲ့အဲ့ဒီ၃လေးဒီနောက်တစ်ချိန်၃နောက်ဖိတ်လို့ကြခြင်းနော်ကျွန်တော်တို့ဒီ၃နောက်ပိတ်ရဲ့မြင်းကိုအောက်မှာ၃နောက်ပိတ်မရှိတော့အဲ့တော့ဒါလေးက၃နောက်ပိတ်နှလုံးမြောက်ကြမယ်မကြခင်ဒီနေရာမှာနှစ်ပရိတ်ခွန်အပိတ်ခွန်ပါဝါနှစ်နောက်ပိတ်လို့ပြင်ခဲ့တယ်နော်ကြက်ခဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်တို့က သူ့ရဲ့အောက်နှစ်ပွဲကျော်ပေါ့နော်ဒီနှစ်ပွဲကျော်ဇောင်းလေးပါသုံးနောက်ပိတ်နှလုံးမြောက်ခဏန်းတစ်ခွက်ကျွန်တော်ထည့်ကစားခြင်းနော်ဟုတ်ပြီအဲ့ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ပြောခဲ့ပါတယ်ရိတ်မှန်းတမ်းမှန်း79အတွဲဘယ်လိုတွဲတွဲတွဲလာခဲ့ရင်သူ့အောက်မှာသုံးပိတ်ကျမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့ကျွန်တော်တို့စာရွက်အစ်စ်နဲ့မသွားတော့ဘူးဒီကောင်လေးပဲသွားလိုက်တော့မယ်နော်ဒီခါနဲ့ပြင်ကတစ်နှစ်ကျော်အဲ့ဒီတစ်ခါနဲ့ခွာလီသူ့ရဲ့တစ်နှစ်ကျော်မှာတင့်နောက်ပိတ်ကဒီမှာတစ်လုံးကြတယ် နောက်ထပ်တင်းနောက်ပိတ်ဒီမှာတလုံးဖက်ကြအဲ့ဒီကောင်းလားတစ်ခါနဲ့กว่าလေးတလုံးဒီမှာဒီမှာတလုံးကြတယ်เนาะအဲ့နောက်တစ်ခါအဲ့ဒီတင်းနောက်ပိတ်ကအဲ့ဒီမှာအဲ့ဒီတင်းနောက်ပိတ်ကဒီမှာเนาะကျွန်တော်တို့98အတွဲအောင်7နောက်ပိတ်ရအောင်မှာအဲ့ဒီတစ်တလုံးကိုကျွန်တော်ကစားကျင်တာเนาะဒီမှာတော့3လုံးမြောက်ဖြစ်သွားတယ်ပေါ့เนาะဒါပေမဲ့ဒီဘက်ဒုတိယကတ်မှာတစ်ခါနဲ့กว่าလေးလို့ရိုက်ပြီးတယ်သူရဲ့တနည်းကြောင့်2နောက်ပိတ်ကအဲ့ဒီမှာတလုံးကြတယ်เนาะနောက်တစ်ခါ နှစ်နောက်ပိတ်ဒီမှာတလုံးကြတော့98အတွဲအောက်မှာကြာเนาะအဲ့တော့ကျွန်တော်ဒီဘက်ထဲမှာပြောခဲ့တယ်ပြီးခဲ့တဲ့ပေါ်ရ98အတွဲလိုက်ဒီပြုတ်တယ်เนาะအဲ့ဒီနှစ်ထဲမှာပြုတ်ပြီးရင်သူ့အောက်မှာဒါနှစ်နောက်ပိတ်နှလုံးမြောက်ကစားနိုင်တယ်နှစ်နောက်ပိတ်နိုင်တယ်ပေါ့ဗျာเนาะအဲ့ပြီးခဲ့တဲ့ပေါ်ရ98ကို98မှလား89မှလားဘယ်လိုဖြစ်ဖြစ်98အတွဲလိုက်ကိုကစားပါလို့ကျွန်တော်ပြောပြီးတော့ဒီ site ကိုလည်းကျွန်တော်ပြခဲ့တယ်เนาะအဲ့ကျွန်တော်တို့ဒီနေရာမှာ98ကိုနောက်မတွဲပဲနဲ့98ခွာထားတယ်ဆိုသူ့ရဲ့အောက်မှာထွက်မဲ့ခဏတစ်ခါခွာ၄ရက်တစ်နှစ်ကျော်မှာ၃နောက်ပိတ်နှလုံးမြောက်ဒီမှာတစ်လုံးဒုတိယတစ်လုံးကနေ เนาะပြီးခဲ့တဲ့ဘွဲက6နောက်ပိတ်သွားလို့ခုအောက်မှာအဲ့ဒီ3နောက်ပိတ်ကစားနိုင်တယ်เนาะအဲ့ကျွန်တော်တို့ဒီကစားခဲ့တဲ့နောက်ပေါင်း6လို့ကြာရင်9နဲ့ကြာတယ်ဒီ9သည်နှလုံးမြောက်9လို့ကြာတော့9 8 9ဆိုတယ်9နောက်ပိတ်ရဲ့အကျင့်ခိုင်းမှာထွက်တယ်ပေါ့ဗျာเนาะအဲ့ဒီမှာ6နောက်ပိတ်နဲ့9သည်6နောက်ပိတ်နဲ့9လို့စကြခဲ့လို့အဲ့ဒီ6သည်နောက်တစ်ခါ6လို့နောက်ပိတ်ခဲ့ရင်4 3ပြည့်ဆိုပြီး4เนาะဒီ6နောက်ပိတ်နဲ့အကျင့်ခိုင်းမှာထွက်တယ် အဲ့ဒီမှာ3နောက်ပိတ်နဲ့6ခဲလို့အဲ့3ဒီ3နောက်ပိတ်လို့ကြာရင်နောက်6နဲ့ကြာတယ်ကြာတဲ့ခဏနဲ့3ဒီနောက်တစ်ချိန်3လို့ကြာမယ်ဆိုရင်3 5ဆိုတဲ့ခဏဒီနေရာမှာထဲ့မလားအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်3နောက်ပိတ်တစ်လုံးပဲပြီးမလားเนาะဒါကွက်ကိုစဉ်းစားเนาะအဲ့ကျွန်တော်ကခုနကဒီ site ကိုကကျွန်တော်ပြောချင်တာကအဲ့ဒီကောင်ကနှိကြီးကသူကတော့နှိကြီးတနှစ်ချော့နဲ့သွားတဲ့ကောင်ဒါမျိုးတွေကလည်းကျွန်တော်တို့ကစားဘူးတယ်ပြီးခဲ့တဲ့ဘွဲကကိုထွက်သွားတာရှိတယ်ကျွန်တော်ပြမယ်เนาะအဲ့ကျွန်တော်တို့ ဒီကနန်းပြန်ကြတယ်သူဆောင်ကနန်းဒီ6နှစ်မြောက်9နှစ်မြောက်မှာပြေးပေါက်တော့633ထောင်လာတယ်3ထိပ်စီနှလုံးရဲ့ဆောင်းမှာထွက်တယ်နော်4ထိပ်စီအောက်မှာထွက်တယ်တခါဒီမှာ900ကနန်းပြန်ကြကြတယ်သူဆောင်ကနန်း840 9နှစ်ပြီးတော့6နှစ်မြောက်မှာကြတော့4ထိပ်စီအောက်မှာကြတယ်6နှစ်နှစ်လို့ထွက်တယ်2ထိပ်စီနှလုံးထောင်လာတဲ့ဆောင်းမှာလည်းထွက်တယ်နှစ်မျိုးခွဲထွက်တယ်နော်အဲအခုကျွန်တော်တို့ဒီ693ပြန်ကြထားတယ်သူဆောင်ကနန်း935ဒီသူအကြိမ်ကြိုက်နော်ဒီကောင်းလေးပြန်ကြအကြိမ်ကြိုက်အကြိမ်ကြိုက် အဲ့ဒီပညာကဏ္ဍကဇောင်းအကောင်ကြီးကျွန်တော်တို့9နှစ်မြောက်ကို611လို့တိထည့်စီနှလုံးထောင်ထားတဲ့မြင်းကုန်မှာထွက်မယ်ဆိုရင်ဒီဘွဲမှာ953ဆိုတဲ့ကဏ္ဍထွက်လို့ရတယ်နော်အဲ့ဒါလေးကိုတစ်ချက်ကျွန်တော်တို့သတိထားဖို့နောက်အဲ့ဒီကိုထိတ်ကအဲ့ဒီကိုထိတ်ကကျွန်တော်တို့ခွန်ဆုံး6ဆုံး5ဆုံးနဲ့မှာခွန်ဆုံး6ဆုံး5ဆုံးနဲ့မှာတဲ့နော်ကျွန်တော်တို့66ရှိတွဲနော်6နှစ်ခါအောက်တပွဲတော့မှာကိုထိတ်ပေါ့နော်ဒီ9ထိတ်ကြောင့်ဒီနှလုံးကို9လို့လည်းယူလို့ရတယ်နော် တော့အဲ့ဒီမှာတခါဖြစ်တယ်တခါအဲ့ကနေကျွန်တော်တို့ရေးကြည့်လိုက်နှစ်၄၆၈၁၀နှစ်သွားလိုက်လို့ရှိရင်66ပြီးတော့65လို့ရှိတွဲကြတယ်ငါးထိပ်စီးရဲ့ဇောင်းပါလို့ကြတယ်အဲ့ဒီ6ရဲ့နှက်ကကိုးထိပ်တာလားပေါ့နော်ဒီငါးနောက်ပိတ်ကြောင့်ဒီထိပ်နှလုံးကငါးတာလားနော်ဒီမှာလည်းကိုးထိပ်စီးကိုးခုံကိုသူကခွားတွေကြီးထွက်တာနော်ဒါမျိုးတွေကြီးထွက်တယ်ဒါပေမဲ့ကျွန်တော်အဲ့မှာတော့မယူတော့ဘူးထားလိုက်တော့အခုတူကနေကျွန်တော်တို့နှစ်၄၆၈၁၀နှစ်သွားလိုက်ရင်ငါးထိပ်စီးရဲ့ဇောင်းမှာ66ရှိတွဲကြလို့6ရဲ့နှက်ကဒီဘွဲမှာကိုးထိပ်စီး ငါထက်နောက်ပိတ်ကြောင့်ဒီနှလုံးငါအဲ့မှာကျွန်တော်ကိုးတုံညာခွန်ထည့်ထားတယ်เนาะဒါပေမဲ့ကျွန်တော်ကိုးထိတ်တစ်လုံးပဲကျွန်တော်ကစားမှာအဲ့အဲ့ဒီကိုးထိတ်ကိုကျွန်တော်ကိုးငါ3ဆိုတဲ့ခဏတက်ကွက်ဒါဒီပွဲအတွက်ကိုကျွန်တော်စောင့်နေတာဒီ site ကလေးနဲ့เนาะအဲ့တော့အဲ့မှာကျွန်တော်မိတ်ဆွေတွေကြိုက်ရင်ကစားဒီခဏန်းကကိုးငါ3ဒီခဏန်းကကျွန်တော်ဒုတိယ order မှာပါမယ်ပါဝါကတော့အနာနီမခဏန်းကိုဖတ်တဲ့နေ့ကျမှကျွန်တော်တင်ပေးမယ်ဂျားထဲမှာအလကားတောင်းတဲ့လူကတော့ကျွန်တော်မပေးဘူး ရဏဘုဘာဘုညာဘုကုညီပြီးတဲ့လူတွေဆိုရင်တော့ကျွန်တော်ပို့မယ်ကုညီပြီးသားလူတွေကိုဒီညကျွန်တော်ပို့မယ်နော်ကျွန်တော်အော်ဂနန်တကွက်တကွက်ထဲကျွန်တော်စော့နေတာပဲဒီအချိန်ကျွန်တော်စောင့်နေတာပဲကျွန်တော်ဆရာတွေသိတယ်ကျွန်တော်ဘာအောမလဲဆိုတာသိတယ်နော်ကျွန်တော်ဆရာတွေသိတယ်စော့ရဲကျွန်တော်ကြိုချောင်းနေတာပဲဒီကနအဲ့တော့ဒီဘဲကိုကျွန်တော်တို့တစ်ချက်လောက်ပေါ့နော်တစ်ချက်လောက်ဆိုတော့ကျွန်တော်တို့ခွန်ထိတ်နဲ့စိတ်ဝင်စားရင်ပေါ့ ခွန်ထိတ်နဲ့စိတ်ဝင်စားရင်ခွန်ထိတ်စီးနဲ့ပြန်ကြကဏ္ဍတကွက်ကျွန်တော်ပြပေးမလို့နော်ခွန်ထိတ်စီးနဲ့ပြန်ကြကဏ္ဍတကွက်ကျွန်တော်ပြပေးမယ်ကြိုက်ရင်ပေါ့လေဗျာနော်ထိုးပေါ့မကြိုက်ရင်တော့မထိုးနဲ့ဒီကောင်လေးကျွန်တော်အရင်ထဲမှာတော့ထည့်လိုက်တယ်အဲ့ဒီကလန္နာအဟောင်းလေးနဲ့ပေးပါဦးနော်အဲ့ကျွန်တော်တို့ဒီကောင်ကကျွန်တော်ကစားတာဟိုးနေဦးမှာတော့ကျွန်တော်ကစားပြခဲ့တယ်ခွန်ထိတ်စီးနဲ့အပူခွားဆိုပြီးတော့တော့ငါးစုံနဲ့ခုနှစ်တိုင်ငါးစုံနဲ့ခုနှစ်မှာရှစ်ထိတ်စီးထွက်တယ်နော် အဲ့ဒီချစ်ထိတ်ကနေအပေါ်ကိုတက်လာလိုက်တော့ကျွန်တော်တို့ဒီ၅ဆုံးတဲ့ခုနဲ့ခွန်ထိတ်စီးထွက်တယ်ခွန်ထိတ်စီးရဲ့အပေါ်တန်းတန်းလာလိုက်ရှစ်ထိတ်စီးပြန်ထွက်တယ်ခွန်ရှစ်ကိုတက်လက်စီးလာတာအဲ့ဒီချစ်ထိတ်စီးရဲ့အပေါ်တက်လိုက်ခွန်ထိတ်စီးပြန်လာတယ်ခွန်ထိတ်စီးရဲ့အပေါ်ကိုတက်လိုက်ရှစ်ထိတ်စီးပြန်လာတယ်ချစ်ထိတ်စီးရဲ့အပေါ်ကိုတက်လိုက်ဒီမှာခွန်ထိတ်စီးပြန်လာတယ်နော်အဲ့တော့သူကခွန်ရှစ်ခွန်ရှစ်ခွန်ရှစ်ဆိုပြီးကလန္နာအစ85ရက်ကနေစလာလိုက်တယ်လား အဲ့လိုထွက်လာခဲ့လိုက်တော့အဲ့ဒီရှစ်ကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီမှာရှစ်ကရှစ်ရဲ့ပါကသုံးထိတ်လို့ဒီပြန်ကစားတာရှိနော်ဒီရှစ်ကိုရှစ်လို့ပြန်မရိုက်ဘူးသုံးလို့ရိုက်သွားတာအဲ့တော့သူကနေပြီးတော့ကျွန်တော်တို့အောက်ကိုတပွဲစင်တန်းတန်းလာလိုက်တော့ဒီမှာနှစ်နော်အဲ့ဒီနှစ်ကခုနကကျွန်တော်ပြောတဲ့ခွန်ပါဝါဒီမှာနှစ်လို့သူလိုက်တယ်နော်ခွန်ပါဝါနှစ်လို့ရိုက်တယ်ဒါလည်းငါးဆုံးနဲ့နှစ်နော်တူတူပဲအဲ့ဒီခွန်ပြောတာဒီရှစ်ဒီရှစ်ဒီအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့သူ့ရဲ့အောက်တန်းတန်းလာဒီမှာကျတော့ပါဝါမရှိတော့ဘူးရှစ်ကိုရှစ်လို့ပဲပြန်ကစားတယ်နော် အဲ့တော့ကနေအောက်ကိုတန်းတန်းလာလိုက်ရင်ဒီမှာခွန်အဲ့ဒီခွန်ကခုနကကျွန်တော်ပြောတဲ့ခွန်ထိပ်စီနော်ပါဝါမချိန်တော့ဘူးခွန်ခွန်တိုင်းပဲပြန်ကြတယ်တခါတူကနေအောက်ကိုတန်းတန်းဆင်းလာဒီမှာရှစ်ထိပ်အဲ့ဒီရှစ်ကခုနကကျွန်တော်ပြောခဲ့တဲ့ရှစ်ထိပ်စီနော်ရှစ်ကရှစ်လိုပဲပြန်ကြတယ်ဒါဆိုရင်သူ့အောက်တန်းတန်းဆင်းဒီဘွဲကိုလာလိုက်ဒီမှာခွန်ထိပ်ကခုနကကျွန်တော်ပြောခဲ့တဲ့ဒီခွန်ထိပ်စီပြန်ဆင်းမလားနော်အဲ့တော့ဒီခွန်ထိပ်စီပြန်ဆင်းမယ်ဆိုရင်သူကခွန်ရှစ်ခွန်ရှစ်နော်ဒီဘက်မှာပဲနှစ်ကွက်က 900မခွန်မထည့်ဘူးနှစ်နဲ့3နဲ့ပါဝါတစုံချိန်သွားတာဟုတ်ပြီအဲ့အဲ့ခွန်ထိတ်ကကျွန်တော်တို့ဒီဘက်မှာ9ထိတ်6ထိတ်ခွန်ထိတ်လို့ဒါဆင်းလာရင်လေသူကနေုံစင်တော့အနေအောင်နဲ့ဆင်းရတယ်နော်9ထိတ်6ထိတ်ခွန်ထိတ်ဒါက9ထိတ်6ထိတ်ခွန်ထိတ်နော်ဒီ9ထိတ်အောက်ကနေအကျဉ်းကိုက်မှာ6ထိတ်အောက်ကနေအကျဉ်းကိုက်မှာခွန်ထိတ်9 6ခွန်တခါအောက်ကပြန်တက်လာတယ်9ထိတ်အပေါ်တက်သွား6ထိတ်အပေါ်တက်သွားခွန်ထိတ်နော် ။သူအဲ့ညမှာခွန်ထိတ်ကိုအဲ့ဒီလိုမျိုးကစားနေတာလည်းရှိတယ်။အဲ့ဒီခွန်ထိတ်နဲ့ပတ်သက်တဲ့ပြန်ကြကဏ္ဍတစ်ခွက်ကျွန်တော်ပြမယ်။အဲ့ကောင်ကိုကျွန်တော်အရန်ထဲမှာထည့်ထားတဲ့ခွန်ထိတ်နဲ့ပြန်ပြနော်။အဲ့တော့အဲ့ကောင်ကကျွန်တော်တို့ဘယ် site နဲ့ပြမလဲဆိုတော့ကျွန်တော်ကလည်းကွက်ကြတယ်။ကလနာအစ်တယူမရမယ်။အဟောင်းနဲ့ပြရင်ကျွန်တော်ကဏ္ဍပေါ်သွားတော့မှာ။အဟောင်းနဲ့ပြရင်ကလနာပေါ်သွားတော့မှာ။အဲ့တော့အဲ့ကောင်နဲ့ပဲပြမယ်။အစ်တနဲ့ပဲပြမယ်နော်။ကလနာတရွတ်အဆုံးခံလိုက်မယ်။3 5 6 6 4 6 ခွန်ရှိနော်အဲ့တော့ကျွန်တော်တို့ဘယ် line ကိုသွားမလဲဆိုတော့6ဇွန်ခွန်ဇွန်5ဇွန်နော်မဆီနီယာနဲ့6ဇွန်ခွန်ဇွန်အဲအဲ5ကိုခွန်ပါနော်အဲ့ဒီမှာကျွန်တော်တို့ကစားကစားမယ်ဆိုတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ပြောခဲ့တာလေးတွေရှိတယ်နော်ဒါလေးတွေကျွန်တော်တစ်ချက်ပြောပြလိုက်အောင်ပါ7ပြိတ်တပွဲကြွားကဏ္ဍသည် နှစ်နှစ်ကျော်မှာကျွန်တော်တို့တွားထွက်တယ်ရှစ်ကိုစီထွက်နော်ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာပြန်ကြာလို့သူထွက်တယ်နော်ဒါဆိုရင်ဒီခွန်စုံးတဲ့ခုနှစ်ထဲမှာအရှိန်နှစ်နှစ်ကျော်ကနော်၁၁ဗရက်ရဲ့အောက်တဘွေကျော်ကကနေနေုံဒီမှာ၁၁ဗရက်နော်၁၁ဗရက်ရဲ့အောက်နှစ်ဘွေကျော်ကကနေ၃၉တက်ဒီကနန်းဒီကျွန်တော်တို့နှစ်နှစ်ကျော်မှာထွက်ဆိုနော်ထွက်ခိုင်းခဲ့နော်ဒီမှာသူ့အောက်မှာပြန်ကြမကြဘူးဒါပေမဲ့အဲ့ဒီထဲမှာနှစ်နှစ်ကျော်ကနေ ကိုလေးကိုပေါက်တယ်သူ့အောက်မှာပြန်ကြကြတယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့နှစ်နှစ်ကျော်ကနေ6 6ခွန်ဒါပေါက်သေးတယ်သူ့အောက်မှာမကြခဲ့ဘူးနော်အဲ့ဒီမှာကျွန်တော်ပြောခဲ့တဲ့ဗရိတ်7ရဲ့အောက်နှစ်ပွဲကျော်ပါကနေကိုရှိခွန်ဘူးထွက်သွားတယ်နော်အဲ့တော့သူ့အောက်မှာဒါပြန်ကြကြမလားအဲ့တော့ဒီမှာကဇောင်းတက်ပေါက်တယ်သူ့အောက်ပြန်ကြကြတယ်ဒီကနေ့ဇောင်းတက်ပေါက်တယ်သူ့အောက်ပြန်ကြကြတယ်ဒီမှာ980နှစ်နှစ်ကျော်လမ်းပေါက်တယ်သူ့အောက်မှာပြန်ကြကြတယ်ဒါဆိုအဲ့ဒီနှစ်ထဲမှာဇောင်းတက်ပေါက်ကနန်းထွက်တယ်သူ့အောက်မှာလည်း ပြန်ကြားကြတယ်နော်အဲ့လိုမျိုးရှိတယ်အဲ့တော့ချိန်နှစ်နှစ်ကျော်ကနေနှစ်ခွက်နှစ်ခွက်ထွက်တယ်အဲ့တော့ဒီနှစ်နှစ်ကျော်ကနေထွက်တယ်သူအောက်မှာလည်းပြန်ကြားကြတယ်နှစ်နှစ်ကျော်ကကနန်းလာထွက်တဲ့အောက်မှာလည်းပြန်ကြားကကြတယ်ဒီမှာကြတော့နှစ်နှစ်ကျော်ကကနန်းဒီဒီကနန်းဒီနှစ်နှစ်ကျော်သွားထွက်တယ်သူအောက်မှာပြန်ကြားမကြဘူးဒီကနန်းနှစ်နှစ်ကျော်ထွက်တယ်သူအောက်မှာပြန်ကြားကြတယ်နော်နောက်တစ်ချက်အဲ့ဒီထဲမှာကျွန်တော်ဘာပြောချင်လဲဆိုတော့အချိန်ကိုက်နော်ကျွန်တော်တို့196ဆိုတဲ့ကနန်းနော်ပြန်ကြားကြတယ်အပေါ်ကိုတက်သွား နှစ်ခွန်6ဆိုတဲ့ကနေပြန်ရကြအပေါ်တက်တန်းတန်းသွားဒီပွဲမှာပြန်ကြကြမလားနော်ဒါပြန်ကြပြန်ကြပြန်အဲပြန်ကြလို့သူကနော်ခဏန်း3ခွက်4ပရိတ်5ပရိတ်6ပရိတ်နဲ့ကြမလားဒါမှမဟုတ်6ပိတ်နဲ့ကြမလား6ပိတ်နဲ့ကြမလားသူကသူကြချင်တာနဲ့ကြအဲအဲ့ဒီမှာကျွန်တော်ကဘာကိုသွားယူမလဲဆိုတော့ကျွန်တော်ယူမဲ့ကောင်ကခုနကကျွန်တော်ပြောခဲ့တယ်ဒီကနန်းဒီနှစ်နှစ်ကျော်သွားပေါက်ပြီးတော့သူ့အောက်မှာပြန်ကြကြတာကိုအရင်မတွေးနဲ့အောင်ဒီကနန်းနှစ်နှစ်ကျော်သွားပေါက်လို့သူ့ရဲ့ အကြိမ်ခိုက်ပေါ့နော်တင်းနှစ်သုံးဘွဲတက်တဲ့သူ့ဆောင်းမှာကျွန်တော်တို့ပြန်ကြလောက်ကစားကြင်တာနော်ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီကိုလေးလေးနော်ကိုလေးလေးဒီကိုလေးလေးဒီနှစ်နှစ်ကျော်သွားပေါ့လို့သူနဲ့ဆောင်းမှာကျွန်တော်တို့ကနော်တင်းနှစ်သုံးဘွဲတက်တဲ့ပြီးမှာပြန်ကြကစားကြင်တာဒီလိုမျိုးပဲဒီကနေ့နှစ်နှစ်ကျော်သွားပေါ့သူနဲ့ဆောင်းနော်ဒီနေရာမှာကျွန်တော်တို့ပြန်ကြကန်းကန်းကစားကြင်တာအဲသူသွားပေါ့ပြီလို့သူ့အောက်မှာပြန်ကြကြတာကတက်တက်နော်မတူမရောလိုက်နဲ့ ူသွားပေါက်ပြီးလို့သူအောက်မှာပြန်ကြကြတာတက်တက်အခုသူသွားပေါက်ပြီးသူအောက်မှာပြန်ကြကြတာကတမျိုးကျွန်တော်ဒီကဏ္ဍနှစ်နှစ်ကျော်ကဏ္ဍလာပေါက်ပြီးပြန်ကြတာကတမျိုးနောက်တစ်တမျိုးကျွန်တော်အဲ့ဒီထဲမှာပြအောင်ဒီမှာနော်ဒီကဏ္ဍအခုကျွန်တော်ခုနကပြောတယ်ဒီကဏ္ဍဒီနှစ်နှစ်ကျော်သွားပေါက်ပြီးတော့သူအောက်မှာပြန်ကြကြဒီမှာကြတော့အဲ့လိုမဟုတ်ဘူးဒီကဏ္ဍဒီနှစ်နှစ်ကျော်သွားပေါက်တယ်နောက်သူအောက်မှာတော့ပြန်ကြမှကြဘူးဒါပေမဲ့တိနှစ်သုံးဝက်တက်တဲ့သူနဲ့အချိန်တိုင်းမှာပြန်ကြကြတယ် အခုလည်းဒီကနန်းကနှစ်နှစ်ကျော်သွားပေါက်လို့သူနဲ့တန်းတန်းမှကျွန်တော်တို့ပြန်ကြကိုခေါ်မှာအဲ့ဒီမှာဒီကနန်းနှစ်နှစ်ကျော်ပေါက်တယ်သူရဲ့ဒီဇောင်းမှထွက်တဲ့ကနန်းဒီပြန်ကြကြတဲ့အချိန်မှာဒီကနန်းဒီရှေ့တစ်နှစ်ကျော်ကကနန်းနော်အဲ့ဒီကနန်းဒီနှစ်နှစ်ကျော်သွားပေါက်လိုက်လို့သူနဲ့အချိန်ခိုင်းမှထွက်တဲ့ကနန်းဒီရှေ့တစ်နှစ်ကျော်ကကနန်းနော်အဲ့တော့ဒီကဏန်းဒီနှစ်နှစ်ကျော်သွားပေါက်လို့သူနဲ့တန်းတန်းထွက်မဲ့ကဏန်းဒီရှေ့တစ်နှစ်ကျော်ကကဏန်းပြန်ကြကဏန်းဆိုရင် ဒီကနန်းเนาะရောက်သွားတော့ပြန်ကြเนาะဒီကနန်းအဲ့ဒီကောင်ကိုဒီဘွဲမှာကျွန်တော်တို့ခွန်ထိတ်ကြိုက်ခွန်နှစ်နှစ်လို့ထည့်ထိုးเนาะခွန်နှစ်နှစ်လို့ထည့်ထိုးသူကတနစ်ကြော်ကနန်းနေဒီတနစ်ကြော်ကနန်းဒီအဲ့ဒီနှစ်ထဲမှာနှစ်ခါပြန်ကြကြတော့ဒီကနန်းနှစ်နှစ်ကြော်လိုက်ပေါက်တော့သူ့ရဲ့မြင်းကုန်မှာကြတယ်เนาะအဲ့ဒီတနစ်ကြော်ကနန်း630အဲ့ဒီနှစ်ထဲမှာလိုက် ဲ့တော့ဒီကဏ္ဍသည်ဒီကဏ္ဍသည်နှစ်နှစ်ကျော်အဲဒီကဏ္ဍသည်တစ်နှစ်ကျော်လိုက်ပေါက်ပြီးတော့သူကပြန်ကြကြလိုက်တော့အဲ့ကဏ္ဍကနော်နှစ်နှစ်ကျော်ကိုသူကအရင်ပေါက်ခဲ့တာပေါက်ခဲ့လို့သူ့ရဲ့ဒီဇောင်းမှာမှတစ်နှစ်ကျော်ကဏ္ဍကပြန်ကြကြပြီးတော့အခုကျွန်တော်တို့ဒီကောင်နှစ်နှစ်ကျော်ထွက်ပြီးသူနဲ့အချိန်တိုင်းမှာပြန်ကြကြမယ်ကြမယ်ကဏ္ဍရှိတစ်နှစ်ကျော်ကကဏ္ဍဒီကဏ္ဍလို့ကျွန်တော်ထည့်ပြလိုက်ရှင့်နော်အဲ့အဲ့ဒီမှာခွန်ထိတ်စည်းရလဲကြောက်စရာကောင်းတယ် နောက်တစ်ချက်ကသူကဒီအောက်ကနေတက်လာတဲ့ဇောင်းတန်းတန်းပေါ့နော်ကျွန်တော်ခုနကပြောသလိုဒီကနန်းကပြန်ကြအပေါ်တက်သွားဒီကနန်းကပြန်ကြအပေါ်တက်သွားဒီဘွဲထွက်မဲ့ကနန်းကပြန်ကြနော်အဲ့ဒါကတစ်မျိုးနောက်တစ်မျိုးကဒီကောင်တီနှစ်နှစ်ကျော်ပေါက်လို့သူနဲ့တန်းတန်းမှာပြန်ကြနော်ပြန်ကြကနန်းအောက်မှာသူ့ရဲ့အောက်မှာလည်းဒါပြန်ကြပါဘယ်နော်နှစ်မျိုးရိုက်တာဒီမှာလည်းနှစ်မျိုးရိုက်တာဒါလည်းနှစ်နှစ်ကျော်ကကနန်းမှာအခုတခါဒီကနန်းကနှစ်နှစ်ကျော်ပေါက်ခဲ့လို့သူ့အောက်မှာပြန်ကြနော် အဲ့သူနည်းနည်းကြော်ပါလို့သူနည်းတန်းတန်းမှလည်းပြန်ရဒီမှာတော့ရောရိုက်နေတာမျက်စိကလဲသွားမလဲနော်မျက်စိမလဲသွားနဲ့စိုက်မတူဘူးအဲ့ဒီကောင်နဲ့ပေါက်လို့သူအောက် ပြန်ကြတာဒါဒါကတက်တက်နော်အချိန်ကြိုက်ပြန်ကြတွေကတက်တက်နော်အဲ့နည်းနည်းကြော်ကနေလာပေါက်လို့ပြန်ကြတာကတက်တက်နော်အဲ့ဒီနေရာမှာဒီ630ကြာတယ်လို့ခွန်ဆောင်နှစ်ကြာတယ်လို့ဒီနေရာမှာပြန်ကြကြာလို့ရတယ်အဲ့ဒီမှာ9နှစ်လေးကြာတယ်လို့6တိတိပြန်ကြာတယ်လို့ဒီ6တိတိကလည်း6နှစ်ကြော်ကနေနော်အဲ့6တိတိကြာတယ်လို့ ော်ကျွန်တော်တို့86နှစ်ကြာတယ်လို့ဒီနေရာမှာပြန်ကြမတူဘူးနော်ဒီကောင်ကအချိန်ကြီးကြာခိုင်းတာဒီကောင်က၄တိတိကြာတယ်လို့630ကြာတယ်လို့အခုဒီကောင်ကိုပြန်ကြနော်အဲ့မှာနှစ်မျိုးသုံးမျိုးလောက်စုံပြီးဒီနေရာမှာပြန်ကြရကြလို့ရတယ်။စိုက်ကတူတယ်လို့ထင်ပေမဲ့တေချာခွဲကြည့်မတူဘူး။သူ့ line နဲ့သူသွားနေတာနော်။အဲ့တော့ကျွန်တော်တို့ကဒီဘွဲကိုပြန်ကြကဏ္ဍကစားခြင်းနဲ့အဲ့ဒီကဏ္ဍခွန်နှစ်နှစ်ဆိုတဲ့ကဏ္ဍတကွက်တက်ထူ။ဘာလို့လဲဆိုတော့ ရှိနှစ်ဒီရှိနှစ်ဘာလို့တော့ဆိုတော့အနေအနှစ်6ခုကနေပါတော့အဲ့ဒါတော့ပြောမနေတော့ဘူးဒီမှာရှိပါတယ်တခြားဟာတွေလည်းနော်ကျွန်တော်နောက်ဟာတွေနောက်မှပြောတော့မယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေပြန်ကြကိုဒီဘွဲမှာ3မျိုးလောက်အဲ့ဒီမှာတော့စုံရိုက်တယ်ပေါ့ဗျာနော်ကျွန်တော်ကကျွန်တော်ကဆိုတော့ကျွန်တော်စာရွက်တာပဲရောက်သွား 9 3နောက်တစ်စိုက်က तू อ่ะတဲ့កောက်មើលဆို9 3เนาะ तू อ่ะအဲ့လိုမျိုးနှမျိုးထိုးခိုင်းတာနောက်တစ်ခုကအခုပြရတဲ့ခွန်ထိတ်ကြိုက်ရင်ခွန်နှစ်နှစ်နော်ခွန်နှစ်နှစ်เนาะဒါလေးနှစ်ကွက်ဒီထဲရပဲကျွန်တော်អោមပါပဲเนาะ9តុងញ៉ាရှိတွေနဲ့အကွက်10ကွက်9ခွက်10ကွက်အကွက်20မထိုးနိုင်ဘူးဆိုရင်អោមឯកណែတဲ့ကွက်ထဲရှိတယ် ဲ့တခွက်ပဲကျွန်တော်ထိုးမယ်ဒီခွက်အဲ့တော့စောစောကြီးတော့လာမတောင်းနဲ့စောစောထိုးခြင်းနဲ့စောစောလိုခြင်းနဲ့ဆိုရင်တော့ကလနာဘူးဆောက်ရွက်ဖို့လေးတော့ကုညီကြเนาะကျွန်တော်ဒီဘွဲတကယ်စော်ပြီးမှကိုကိုတုံထိုးတဲ့ဟွန်းတိုက်ရင်ထိုးပါခင်ဗျာเนาะကျွန်တော်တော့မကြိုက်ပါဘူးတက်ဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေเนาะဒါနောက်ဆုံးလိုက်ပဲဖြစ်သွားနိုင်ပါတယ်နောက်ခါတွေတော့ကျွန်တော်ပြချင်မှလည်းပြတော့မယ်เนาะအားလုံးပဲကံကောင်းကြပါစေ